မင်္ဂလာပါဒီနေ့မှပြန်ပြီးတော့ဘဝနေနီးဆိုတဲ့ကောင်းစီလေးနဲ့ကျွန်တော်နေငယ်လေး share လုပ်လို့ပါတယ်။ဘလော့ကမှာတော့နီးလန်းနေပြီးထားတာအများကြီးရှိပါနော်အောင်မြင်ရေးနီးတော့ချမ်းသာအောင် လုပ်နီးတော့လူခဲခန့်နီးတော့ချမ်းမအောင်နေထိုင်နီးတော့နော်အဲ့လိုနီးလန်းနေအများကြီးထဲကမှနှုတ်ကပတ်တော်ပေါ်မှာခြေခံတဲ့ဘဝနီးနီးကိုဒီနေ့မှဆင်ခြင်တော်ဖို့ပဲဖြစ်ပါတယ် လောကမှာနေရစင်တိုင်းเนาะကျွန်တော်တို့လူသားတွေကြုံတွေ့နေရတဲ့အခြေအနေနှမျိုးပဲရှိတယ်အများကြီးမရှိပါဘူးเนาะအဆင်ပြေတဲ့အခြေအနေအဆင်မပြေတဲ့အခြေအနေဆိုတော့အခြေအနေနှမျိုးကိုပဲနေ့တိုင်းမှာနေရာတိုင်းမှာလူတွေကြုံတွေ့နေရတာပဲဖြစ်ပါအဲ့ဒီလိုအခြေအနေတွေထဲမှာကျွန်တော်တို့ဘယ်လိုတက်ရှင်သွားလာမလဲဆိုတာကိုစဉ်းကျင်သွားဖို့ဖြစ်တယ် ရှင်ရကုတ်ခန်းကြီးငါငယ်ဆက်သုံးပါဆိုရင်ဒီလိုပြောထားပါတယ်တင်တို့တွင်ဒုက္ခဆင်းရဲခံရတော့သူရှိတယ်ဆိုရင်ဆုတောင်းပါတဲ့ရှောင်းလို့ဖို့မပြောဆုတောင်းပါတော့ရွှေလန်းဝမ်းမြောက်တဲ့သူရှိတယ်ဆိုရင်ဆာလန်တခြင်းကစပြီးတော့တီဆိုချီးမွမ်းဖို့အတွက်တွန်းတင်ထားတာဖြစ်ပါလူတချို့ကဒုက္ခဆင်းရဲအရာရောက်တဲ့အခါမှာဆိုရင် နော်ခံစားချက်မျိုးမျိုးဖြစ်တယ်စိတ်တက်ကြတယ်ဝမ်းနည်းတယ်ငိုကြွေးတယ်နော်ဟိုလူကိုပြစ်ပြောလိုက်ဒီလူကိုပြစ်ပြောလိုက်ကိုယ့်ကိုယ်လည်းပြစ်တင်လိုက်နဲ့နော်ကြီးကွဲတဲ့နှလုံးသားတွေနဲ့အမျိုးမျိုးရှောက်လို့နေကိုထင်ရရှောက်လို့နေကြတယ်ဒီလိုချိန်မှာထင်ရကိုကပါပြောလဲဆိုရှောက်လို့ကိုမပြောပဲနဲ့နော်ဆူတောင်းချင်းအားဖြင့်ဖျားပြင်တဲ့ချင်းကပ်ဖို့အတွက်လူတင်ထားတာပဲဖြစ်ပါတယ်အာမင်ဆိုတော့နောက်ထပ်အစဉ်ပြေတဲ့လူတွေ နော်အစဉ်ပြေဝါမြောက်ရှင်လန်းနေတဲ့သူတွေကျွန်တော်လည်းအပျော်လွန်သွားပြီးတော့ဘုရားကိုမေ့သွားတယ်တချို့ဆိုတတိမရတော့ကိုလို့ချင်တာမလို့ရမှာဆိုလို့အစဉ်ပြေရင်လည်းဘုရားကိုမေ့တတ်တယ်လူဆိုတာကျွန်တော်ဖက်ကန်ဒီဥလူချောင်းပေးမှာလင်ပြားနဲ့ရောက်ရှိတယ်ပေါ့နော်ဒီချောင်းပေးမှာရွှေကျင်နေကြတာအရင်စီးရဲအချိန်မှာကျွန်တော်ဘုရားကိုအရင်လင်ပြားနဲ့အတူတူနော်စိတ်တော်တူပြီးဆူတောင်းတယ်ဒီကျွန်တော်သူတို့ရွှေညိုတိုက်ရင်းနဲ့ကြောက်စင်းတလုံးရကြောက်စင်းအောင်သွားတဲ့နောက်ပိုင်းမှာသူတို့ကပတ်ဆံရှိလာကြတာဖြစ် ဆန့်ရှိလာတဲ့အခါမှာအမျိုးသမီးကလည်းလောင်စားတွေလုံလာတယ်။အမျိုးသားကလည်းဟောအိမ်ထောင်ကြီးဖောက်ပြန်မှုတွေဖြစ်လာတာဖြစ်တယ်။အစင်ပြီးတဲ့အခါအကောင်ကြီးခံစားရတဲ့အခါမှာဘုရားကိုမိသွားတယ်။ဟောအပျော်လွန်သွားပြီးတော့ဘုရားကိုအရင်ကနံပါတ်၁မှာထားခဲ့တဲ့သူကဘုရားကိုမတိချင်အောင်ဆောင်းသွားတဲ့သူတွေလည်းများစွာရှိလာဖြစ်တယ်။ဒီနေ့ရှင်ရကုတ်ကပါပြောလဲဆိုဒီစင်ပြီးနေတဲ့အချိန်မှာကြီးစွာချီးမွမ်းခြင်းနဲ့တခြင်းစုဖို့ပြောထားတာဖြစ်ပါတယ်။ဆိုတော့ ဒီဘဝနေထိုင်နေကသခင်ယေရှုတုန်တင်ထားတဲ့နော်ရှမတက်ခန်းကြီး6ငယ်33မှာပါတယ်။ယားရဲ့ဂတိတော်ကြံချက်နဲ့တွားပြီးချိတ်ဆက်မှုရှိတယ်ဆိုတာသိရတာဖြစ်တယ်။အာမင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှိဦးစွာရှာပါတဲ့။နောက်မှထိုးရတယ်ကိုထပ်ပြီးတော့ပြီးမယ်။ကိုနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းဆိုတာဘုရားကိုဦးစားပေးပြီးရှာဖို့။လူချင်းနေမျိုးမှမဆိုဘုရားကိုနံပါတ်1မှာဦးစားပေးဖို့တုန်တင်ထားတဲ့ကြံချက်ဖြစ်ပါတယ်။ဒီဝါနဲ့နေလားအစီမပြေဖြစ်နေလား ဆူတောင်းခြင်းအပြင်ဖျားကိုနံပါတ်1မှာထားပါတယ်။ဒီအစဉ်ပြေးနေလားဒီကောင်းချင်းမင်္ဂလာတွေများစွာကန်စားနေရလား။နော်အပျော်မလွန်တော့ပဲနဲ့။နော်ဂျေဆုတိတက်တဲ့နှလုံးသားနဲ့ဖျားကိုတခြင်းဆိုဖို့ချီးမွမ်းခြင်းအပြင်ဖျားကိုဦးစားပေးဖို့ဒီနေ့တို့တင်ထားတာဖြစ်ပါတယ်။နော်အဲ့လိုနိုင်ငံတော်နဲ့ဖျောက်မရှိတယောက်ရှေ့ဦးစွာရှာမယ်ဆိုရင်နောက်မှထိုးရတယ်ထပ်ပြီးတော့ပြီးမယ်ဆိုတဲ့ဖျားရဲ့ဂတိတော်တွေကကျွန်တော်ရဲ့သက်တာထက်မှလူအပ်နေတဲ့ယာရီထက်ပူရှန်စွာကောင်းချီးမင်္ဂလာများနဲ့ ုံလောင်ပေးမှာပဲဖြစ်ပါတယ်။အာမင်။ဆိုတော့ကျွန်တော်ကစောပိုင်းကာလတုန်းကလည်းသူနေလကောင်းပဲဖြစ်နေကျွန်တော် red ချင်းတဲမှာတော့ရှိတာဖြစ်တယ်ပေါ့နော်။ဆိုနိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းကိုရှိဘူးဆိုတာမရှာပဲနဲ့ထူခိုင်နောက်ပဲလိုက်တဲ့အခါမှာနောက်ဆုံးကျွန်တော်ကသူရဲ့ထင်သေးခံရတဲ့ဘဝကိုရောက်ရှိသွားတာဖြစ်ပါဒီနေ့ထူအချင်းတွေကနေသူ့လူချင်းတွေကိုရောက်ရှိလာတယ်ဆိုတာကကျွန်တော်နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းတရားကိုရှိဦးစွာရှာခဲ့လို့ပဲဖြစ်ပါတယ်။ဘလို့ချီနေပဲတွေ့ကြုံပါစေခက်ခဲနေလားကျွန်တော်ဆုတောင်းခြင်းနဲ့ဖရားရဲ့မျက်နှာကိုရင်ရှာတယ်။ကျွန်တော်အစဉ်ပြေနာဝမ်းမြောက်ပျော်ရွှင်နေတာကြီးစုတင်းတဲ့နှလုံးသားနဲ့ဖရားရဲ့မျက်နှာကိုအရင်ရှာတဲ့နီလန်ကိုကျွန်တော်ရတော့တဲ့အခါမှာဒီလိုဘဝကိုရောက်ရှိလာတာပဲဖြစ်ပါနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှိယူစွာရှာလို့ဖြစ်တယ်။ဘလို့ချီနေမျိုးမှမဆို အဆင်ပြေတဲ့အချိန်မှာဖြစ်စေအဆင်မပြေတဲ့အချိန်မှာဖြစ်ဘုရားရဲ့မျက်နှာကိုအရင်ရှာတဲ့သူရဲ့အသက်တာထဲမှာဘုရားသခင်ရဲ့ဂတိတော်ရှိတဲ့အတိုင်းเนาะသူ့နေရာနဲ့သူအောက်ပဲဘုရားရဲ့ပြင်ဆင်ပေးထားခြင်းတွေကိုကောင်းကြီးမင်္ဂလာတို့တစ်ခုပြီးတစ်ခုမြင်တွေ့ခံစားရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီဘဝနေလေးဆိုတဲ့ကောင်းစဉ်လေးအဖြစ်ကျွန်တော်နေခဲ့လေ sharing လုပ်လို့ပါတယ်ဆိုတော့အားလုံးတဲ့ကောင်းကြီးဖြစ်မဲ့လို့လည်းကျွန်တော်အထူးယုံကြည်ပါတယ်ရောက်စီတိုင်းပုံမှာဖျားတခင်ကောင်းကြီးပေးပါစေ